အေအေဦးစီးချိုးဘိုချုပ်ထွန်းမြတ်နိုင်၏မတ်မတ်တာတာမင်ခွန်များတက်ငါတို့မှာ2023 2025ဒီနှစ်တွင်းမှာကဘာကြီးကိုတက်တည်ပြမယ်အလုံးနဲ့တက်တည်ပြမယ်ရက်လက်ကိုဖန်တီးပြမယ်တခုခုတော့ပြောင်းလဲစေရမယ်2023 zone city စစ်မဲ့တွေ့ဆုံပွဲမိန်ခွန်းပလမပန်ဝင်မြို့နယ်ဆမ်ဟာခုကို2024ခုနှစ်အတွင်း AA ကတိမ့်ပိုက်ထိန်းချုပ်ထားနှစ် ျွန်တော်တို့အရင်တုန်းကဒရောင်းဆန်းစုကြည်ကိုမြန်မာနိုင်ငံပြဿနာများဤ part of the solution ဆိုတာမြင်ရှိတယ်။အခုအရှိတရားမှာ part of the problem တို့ပြင်မြင်တယ်။သူ့ရဲ့နေရာကသူ့အမိန့်ကိုမနာခိုင်တဲ့စစ်မြင်ရထားပေါ်တက်စီးမိပြီ။စစ်တိုက်တဲ့မြင်ရထားပေါ်သူတက်စီးမိလိုက်ပြီ။ဒီတော့အင်အလမဲပြုံမကြအောင်စ조사ပါလို့ပြောချင်တယ်။ Erawdi interview 2019 April 2021 February လတည်းရနေမှာစစ်အာဏာသိမ်းပြီးဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကဖမ်းဆီးပြီးယနေ့ထိခြုံနှောင်းထား။ တုံချင်းပြည်နယ်နဲ့အမြင့်ဆုံးဗီတိုရီယာမောင်ဗီတိုရီယာတောင်မှာချင်းအလံကိုလွင့်ထူနိုင်အောင်ကျွန်တော်တို့ကူညီပေးမယ်၂020ခုနှစ်ဇူလိုင်လ CCN interview ကမ်ပတ်လက်မြို့နယ်ရှိဗီတိုရီယာတောင်တိုင်းမှာချင်းပြည်အလံကို2025 February လတွင်လွင့်ထူနိုင်ခဲ့သည်လေကိုထင်းလက်ဦးတိတ်ဆောင်မလုံနဲ့အာယုံနောက်နေပြီးငင်းချမ်းရေးဘာညာကယူမဆိုင်မှာမဟုတ်ဘူးမင်းနေတဲ့နေရာထိတက်ကြိတ်ပလိတ်မနူ2022 May 6ရက် X account ရခိုင်ပြည်အန်အခြေဆိုင်နာဘခတခုလုံးကို2024ဒီဇင်ဘာ24ရက်နေ့မှာအေအေကတိုင်းမိုက်ခဲ့သည်နာဘခဒုတိုင်မှုချုပ်တောင်ထောင်းဒုတိုင်မှုတိုင်ဦးစီးချုပ်ဖုံးမှုချုပ်ကျော်ကျော်ထန်းနဲ့စစ်တီယာကြီးကိုဖမ်းမိခဲ့သည်ငါဘူတီတောင်မောင်းတော်ဟာရခိုင်ကဘိုးဘွားပိုင်မြေဖြစ်တယ်အင်္ဂါဂျိုကလာပြောရင်လည်းတိုင်းမှာပဲ2024ဇူလိုင်30ရက်နေ့အေဒါဝရီအင်တာဗျူးဘူတီတောင်မြို့နယ်ကို2024မေလ18ရက်နေ့ မောင်တော်မျိုးကိုဒီဇင်ဘာလ10ရက်နေ့မှာအေအေကတင်ပိုက်ခဲ့သည်6ရခိုင်တမတော်ကဘဲရောမအယောပေဖို့နောက်ဆုတ်သွားမှာမဟုတ်ဘူးဘဲရောမလက်နက်ချမှာမဟုတ်ဘူးရခိုင်မှာ2018ခုနှစ်အကုန်ပိုင်းမှာစတင်တိုက်ပွဲဖြစ်ခဲ့ပြီး2020နဲ့2021အထိတိုက်ပွဲပြင်းထန်ခဲ့တယ်2021ခုနှစ်နိုဝင်ဘာလ13ရက်ကစတင်တဲ့မြို့သိမ်းတိုက်ပွဲတွေဟာအခုချိန်ထိပြင်းထန်နေဆဲ2016ရဲ့ April 10ရက်မိန်ခွန်း Queen ဟိုမူဝါဒဒီမူဝါဒထအေးကြီးတာကကိုတက်ကိုတီးဆောက်ကိုအင်အားကိုအကောင်းဆုံးဖြစ်အောင်လုပ်ပြီးကိုတီတာကိုထိန်းချုပ်နိုင်ဖို့လိုတယ်။ငါတို့ကိုဟိုမူဝါဒဒီမူဝါဒစံစာအုပ်တွေလာပြီးမချပြတ်နဲ့ငါတို့မှာအာရခနိုင်ငံတော်လွတ်မြောက်ဖို့ကိုဘိုးဘွားပိုင်မြေကို ကိုထိန်းချုပ်မှုအောက်ကိုရောက်စေရမယ်။၂၀23 zone စစ်တီစစ်မဲ့တွေ့ဆုံပွဲမိန်ခွန်။ရှစ်ကျွန်တော်တို့ရဲ့ယက်တီချက်ကအချုပ်စာအာဏာကိုသူများကစီတောင်းနေမှာမဟုတ်ပါဘူး။မရရအောင်တိုက်သိမ်းရင်တိုက်မယ်။ ပြီးမှတိဆောက်သွားမယ်။2024 Zone VOA နေ့ interview အေအေကမြို့နယ်ဆန်ငါကူကိုတိုင်းပိုက်ထိန်းချုပ်ထားပြီးကိုပိုင်အုပ်ချုပ်ရေး၌တိဆောက်နေသည်။ကိုရိုဟင်ဂျာဗန်ဂလီဘလော့ဘက်ခေါ်ခေါ်ရခိုင်တီသားဆိုရင်နိုင်ငံသားခွင့်ရရရမှာတဲ့။2024 February BBC နေ့ interview ULAAA ရဲ့တရားစီရင်ရေးအုပ်ချုပ်ရေးတွေမှာရခိုင်မြို့အတွင်းကအရေးကြီးရှိသူတွေကိုခွဲခြားမှုမရှိနဲ့ခန့်အပ်ထားသည်။၁၀ ကျွန်တော်တို့ NUG ကိုမြန်မာနိုင်ငံရဲ့အရေးကြီးဖို့အရေးကြီးဆုံးထက်ကတခု main actor တက်ရောက်အနေနဲ့အမြဲတမ်းရှုမြင်သုံးသပ်ပါရဲ့မျော်လင့်ချက်လည်းထားတယ်ဒါကတပီလုံးအတိုင်းနဲ့ပြောတာပေါ့တချို့သော NUG ရဲ့နှုတ်ကပတ်တွေကိုတော့ပဝေမကြတာလည်းရှိပါတယ်2024ဇွန်လ VOA နဲ့ interview ရခိုင်ပြည်တိုင်းတက်ကွက်ဆင်းရဲတဲ့အခါ NUG ကပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတွန့်ပြန်ခဲ့သည်စတင်ခင်ဗျားတို့ကျွန်တော်တို့ကိုအမြန်လက်ရောတွတ်ပါနဲ့ကျွန်တော်တို့ကတရားလည်းရှိတယ်ဓာတ်လည်းရှိတယ် ပြက်ပြက်တသားတုံ့ပြန်ခဲ့တဲ့ခွန်အားလည်းရှိပါတယ်။2019ဒီဇင်ဘာ AWR interview တုံ့ပြန်ဆက်တိုက်တိုက်ပွဲဝင်ခဲ့ပြီးဒီကနေ့ထိတိုက်ပွဲတွေမှာဦးဆောင်နေစေမြို့နယ်15ခုကိုသိမ်းပိုက်ပြီးကိုပိုင်အုပ်ချုပ်ရေးဖော်ဆောင်နိုင်ထားရခိုင်ရဲ့လက်ချံမျိုးတွေကိုသိမ်းပိုက်ဖို့ဆက်လက်ကြိုးစားနေသည်။ဆက်နေကျွန်တော်တို့ local စဉ်းစားချက်မျိုးရှိသလိုဖီတောင်စုတစ်ခုလုံးကိုစဉ်းစားချက်လည်းရှိတယ်။ local တစ်ခုတည်းကိုစဉ်းစားပြီးတခြားဟာကိုမစဉ်းစားဘူးဆိုရင် ကျွန်တော်တို့ရဲ့ data sense leverage နဲ့မျှော်မှန်းချက်ကအောင်မြင်မှာမဟုတ်ပါဘူးအလို့မဖြစ်ခုပြည်တော်စုတစ်ခုလုံးကိုတေချာစဉ်းစားဖို့လိုတယ်ပတ်ဝန်းကျင်ကိုစဉ်းစားဖို့လိုတယ်ဒီဟာတွေကိုအချိုးအညီစဉ်းစားပြီးမှအချိန်ကိုက်အလုပ်လုပ်ဖို့လိုတယ် partner တွေဖွဲ့ရမယ်မဟာမိတ်တွေရှိရမယ် Erary interview all go 3ရက်တဲ့2024ပြင်တွင်းပြင်ပမဟာမိတ်စိတ်ဆင်ရေးတွေရှိပြီးတိုက်ပွဲတွေဖို့ဆောင်ခဲ့သည်ဆက်တော့ကျွန်တော်စဉ်းစားမိတာကဒေါအောင်ဆန်းစုကြည်အစိုးရဦးဆောင်နေတဲ့အချိန်မှာ ငင်းချမ်းရေးအောင်မြင်သွားတယ်ဆိုတဲ့အမှတ်ကိုစစ်တပ်ကမပေးချင်တင်ဘူးလို့ထင်တယ်။2019ဒီဇင်ဘာ20အီရာဝတီအင်တာဗျူးဆက်လေ AA ကို counter balance လို့ဖို့သူတို့ကအားစာကိုဖန်တီးခဲ့တယ်ဆိုတဲ့အချက်လက်တွေကိုပြန်ပြီးတွေ့လာခဲ့တယ်။ဒီအရာတွေကိုသူတို့ကဖန်တီးခဲ့ပြီးတော့မှဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရကိုဆွဲချမဲ့ scheme တခုမကြံကောင်းမစီရတခုကိုဖန်တီးခဲ့တယ်။အီရာဝတီအင်တာဗျူးဩဂုတ်30 2024ဆောင်းက မြန်မာနိုင်ငံမှာတော့အဖွဲ့အစည်းအများစုကလူမျိုးရေးအထိုင်းအကဏ္ဍလို့ကြပါတယ်။ဒါမျိုးကိုယ့်ရဲ့လူမျိုးစုတစ်ခုတည်းကိုကြည်ပြီးလုပ်မယ်ဆိုရင်ဘယ်ခီးဤကိုမှမရောက်ဘူးဆိုတာကိုကျွန်တော်တို့90ပြည်တွေဆက်လူမျိုးစုကိုပဲအခြေခံတွေးခေါ်တာတဲ့အတွေ့အခေါ်ကအလုံးမဖြစ်ဘူးဆိုတာတမိုင်းကတက်တည်ပြပြီးဖြစ်တယ်။ ERD Interview August 30, 2024 16ရခိုင်ဒေသတစ်ခုတည်းကိုကြည်ပြီးမှဘာဟာဘာဖြစ်မယ်လို့ပြောဟောလို့မရပါဘူးရခိုင်ဒေသနဲ့ဆက်ဆက်တဲ့ပတ်ဝန်းကျင်ကမြို့ငါတပီလုံးအတိုင်းအတာပြီးတော့ အိမ်နီးချင်းနိုင်ငံများရဲ့အခြေအနေတွေကိုပါဆက်ဆက်ပြီးဒီအောင်မြင်မှုဆိုတာကိုဘယ်ပုံစံနဲ့အဆုံးသတ်ဆောင်ရွက်ဖို့ဆိုတာကို အားလုံးဝိုင်းပြီးမှပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ Edary Interview ဩဂုတ်30 2024၁၀ဆက်ခွင်ကျွန်တော်တို့ Post Revolution အခြေအနေမှာလည်းပဲကျွန်တော်တို့ရဲ့ common interest တွေပေါ့ပြမလူမျိုးတွေအတွက်လဲနောက်တစ်ချိန် facet အာနာရှင်အောက်ကိုမရောက်သွားဖို့ဘယ်လိုလုပ်ရမလဲတခြားလူမျိုးစုတွေမှာလည်းဘယ်လိုလုပ်ရမလဲအခုတော့ချက်ချင်းကျွန်တော်တို့မှာပေါ်ပြထားဆေးတော်မရှိဘူးပေါ့ ဒါပေမဲ့တဖြည်းဖြည်းနည်းနဲ့ကျွန်တော်တို့မှာအပြုသဘောဆောင်ရင်လက်တွေ့ကြတဲ့ပူပေါင်းဆောင်ရွက်မှုတယောက်နဲ့တယောက်နားလည်မှုတွေနဲ့ပေါ်ဆောင်ရမှာပဲစင်ခေါ်မှုတော့ရှိမှာပဲလေ AWR interview အောက်ကို30 2024ကျွန်တော်ပြောခဲ့တဲ့စကားကမမားတော့မမားဘူးဒါပေမဲ့ဝါလုံးအရှင်နဲ့ရမ်းပြီးပြောခဲ့တော့တချို့ခင်မင်မှုတွေပျက်စီးသွားတဲ့ရိုက်ခတ်မှုတွေလည်းကျွန်တော်ခံစားရပါတယ် provocative ဖြစ်တဲ့အမှန်လဲအမှန်ပဲ အခုအချိန်မှာတိုက်ပွဲကိုတနိုင်ငံလုံးတိုင်းတာစီစီလုံးလုံးစီစီလုံးလုံးတော့ပြောလို့မရဘူးပေါ့သူနိုင်တဲ့အခန်းကဏ္ဍကနေဆင်တွင်းတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ပြောင်းလဲမှုဟာအရင်ထက်မျောလင်းချက်တွေအများကြီးရှိပါတယ် Airy နဲ့ interview August 31 2024 19ကျွန်တော်တို့လိုဘဝသူ ethnic minority တွေကိုဘယ်ပြောတာမဟုတ်ပဲ majority burmese တွေကိုလည်းကျွန်တော်တို့ကအသေးချစဉ်းစားဖို့လိုတယ်သူကအဓိကပြောင်းလဲမှုရဲ့အခြေခံအင်အားပဲသူ့ပြည်သူတွေရဲ့လိုအပ်ချက်ကဘာလဲ ဘာကိုလို့ကျင်လဲဒါကိုကူညီပြီးမှကျွန်တော်တို့အချင်းချင်းကြားမှာယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်နိုင်ခဲ့ပြီဆိုရင်ကျွန်တော်တို့အကုန်လုံးလိုအပ်နေတဲ့ပြောင်းလဲမှုတွေတရားမှတရားပျော်ဖို့ကတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ပြဿနာတွေကိုဖြေရှင်းပြီးမှအလို့ဖြစ်တဲ့စနစ်တွေကိုစတင်နိုင်မှာဖြစ်တယ်။ Edorin နဲ့ interview ဩဂုတ်31 2024 20ကျွန်တော်တို့ကရခိုင်ဒေသရခိုင်မြို့သားအကျူစီပါကိုဘယုတ်ပြုတ်သွေးအထိုင်နဲ့စတင်ခဲ့တာဖြစ်ပေမဲ့ မြန်မာတင်ကန်တလန်ယာမှာရှိတဲ့မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်ရင်းပကတိအခြေအနေနဲ့အရေးကြီးတဲ့လက်သစ်သဘောဝါကိုပိုပြီးသဘောပေါက်လာတယ်။ကျွန်တော်တို့လူမျိုးစုတခုတည်းဒုက္ခရောက်နေတာမဟုတ်ပဲလူမျိုးစုအသီးသီးလူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတာကိုရကီတာလန်းစင်နဲ့တွဲပြီးတော့ပုံဖော်လာခဲ့တယ်။ရခိုင်ဒေသတခုတည်းကိုကွတ်ပြီးမှစဉ်းစားနေလို့မရဘူး။ BBC နဲ့ Interview February လ8ရက်နေ့2024ဖြူဟာမြောက်တေစကားတခွန်း AA4 ဦးစီးချုပ်ဘူးချုပ်ထွန်းမြတ်နိုင်ဤမမတသားမင်ကွမ်းများကို လက်လန်းမီတလို့ပြူစုလိုက်ပါတယ်